สวัสดีค่ะဒီနေ့မှာတော့ထိုင်းစာရီရဲ့အာထိုင်းရဲ့ unit တစ်ခုပေါ့เนาะအလေးချိန်နေချိန်တဲ့အခါမှာထိုင်းရဲ့ unit တစ်ခုဖြစ်တဲ့ key stress ကလုံးလေးကိုဥပမာလေးနဲ့လာပြီးတော့ရှင်းပြပြီးသွားပါမယ်တို့ရိကြကြနေကြတဲ့ key လို့ပြောနေပြီးတော့ဘလို့အထိပယ်ကြီးပြန်မလဲဆိုပြီးတော့ဆရာမကိုခဏခဏမေးကြရပေါ့เนาะအဲ့ဒီ key အဲအကြောင်းလေးကိုလာပြီးတော့ရှင်းပြပြပါမယ် kit ဆွဲစကလုံးကထိုင်းစာရဲ့ unit တစ်ခုဖြစ်တယ်ပေါ့နော်ဒီထိုင်းအလေးစိန်နဲ့ပတ်သက်တဲ့ unit တစ်ခုဖြစ်တယ်သူ့ကိုတော့တို့ဘယ်လိုအထိပ္ပယ်မျိုးပြမလဲဆိုတော့ဒစိတ်စိတ်နဲ့ပတ်သက်ပြီးတော့အထိပ္ပယ်ပြမယ်ပေါ့နော်ဥပမာအားဖြင့်အဲ့တော့တို့ကတခိနှစ်ခိဆိုပြီးတော့အတန်လေးတွေထွက်ထွက်ပြီးတော့ပြောကြတယ်အမှန်အားဖြင့်တော့ဒစိတ်နှစ်စိတ်လို့ပြောတာပေါ့နော်အဲ့တော့သူ့ကိုဘယ်လိုထွက်မလဲဆိုတော့1 kit 1 kit ဒါမှမဟုတ်လို့ရှိရင်လည်း kit 1 kit 1လို့ပြောလို့ရပါတယ် အဲ့တော့သူကတခစ်ဘလောက်လဲလို့မေးချင်တယ်မြန်မာလို့ဆိုတော့တစိမ့်ဘလောက်လဲလို့မေးချင်တာပေါ့ဒါဆိုရင်သူကခီလာထောက်ရိုင်ခါခီလာထောက်ရိုင်ခါလို့တုံးပါမယ်တစိမ့်ယူမယ်နှစ်စိမ့်ယူမယ်လို့ပြောချင်တယ်အောင်1ခီခါအောင်1ခီခါအောင်2ခီခါအောင်2ခီခါသမျိုးပြောပြရပါမယ်အဲ့တော့ ဒီစကလုံးလေးတွေဆိုလို့ရှိရင်အလေးချိန်နဲ့ချိန်ပြီးတော့တိုင်းပြီးတော့ရောင်းရတဲ့ပစ္စည်းတွေမှာထားသုံးတယ်။ဥပမာအားဖြင့်အသီးရွက်တွေအသားငါးတွေပေါ့နော်။အဲ့လိုအလေးချိန်ကီလိုချိန်နဲ့ချိန်ပြီးတော့မှဝယ်ရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီခီနဲ့ပတ်သက်ပြီးသုံးကြတယ်။အဲ့တော့သူကတကယ်ကြီးအပြည့်လည်းမလိုချင်ဘူး။အဲ့လိုဒစိမ့်နှစ်စိမ့်နဲ့ပတ်သက်ပြီးလိုချင်တယ်ဆိုလို့ရှိရင်တော့ဒါမျိုးသုံးရတယ်။ဥပမာကီလိုရဲ့အာတဝက်ပေါ့နော်။ကီလိုဝက်ယူမယ်ဆိုပြီးတော့ပဲပြောချတယ်။ကီလိုဝက်ယူမယ်ဆိုလို့ရှိရင်တော့ အောခရင်ကီလိုလို့ပြောမယ်50ယူမယ်ဆိုလို့ရှိရင်เนาะအောဟာခီလို့ပြောပါမယ်အဲ့ခီနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်တို့ဝတ်သားကြော်လေးတွေစက်သားကြော်လေးတွေစက်ရည်ကွန်ကြော်လေးတွေပေါ့เนาะအဲ့အဲ့လိုမျိုးအများသောအဖြစ်တော့ဝတ်သားကြော်တွေရောင်းတဲ့အခါမျိုးတွေမှာဆိုခုအများဆုံးတွေ့ပူတယ်အဲ့ခါကြလို့ရှိရင်တို့ကအောหมูทอด1ခီค่ะအောหมูทอด1ခီค่ะဝတ်ကြော်တခီယူမယ် ဲ့လိုမျိုးလေးပြောချင်တာပေါ့နော်တခစ်ဆိုလို့ရှိရင်တော့ဒီလောက်လောက်အထုတ်ကလေးတော့ရပါပြီအဲ့လောက်ထုတ်ကလေးမျိုးကိုပြောချင်တာပါအဲ့တော့သူကယူပြီးတော့မှတခစ်ဆိုပြီးတော့မှချိန်ပြီးတော့ပြောရဲပေါ့နော်အဲ့သဘောမျိုးပြောချင်တာပါဆိုလို့ရှိရင်တော့တို့ကဝါကြလေးနဲ့တွဲပြီးတော့လေးလာကြည့်ရအောင်ဝါသားကျော်ဒစိမ့်နဲ့ကောက်ညင်ပေးပါခေါ်မူထော့1ခီและข้าวเหนียวค่ะขอหมูทอด1ขีดและข้าวเหนียวค่ะ อามาโอ อเมตางาคิดปีบาเอ็งเนีเทมเนาะพี่ขอเนื้อวัวห้าขีดค่ะ ใส่ถุงนะคะ พี่ขออามาโกูปีบาเนื้อวัวอเมตาห้าขีดงาสิใส่ถุงนะคะเอ็งเนีเทมเนาะพี่ขอเนื้อวัวห้าขีด site ถูกนะคะอารมณ์เสร็จไปจ้ะပါเซရှင် new time skills ไปแล้วပါ